တခါတော့ကမြို့ငယ်လေးတစ်မြို့မှာအဖိုးကိုတဝီရှိတဲ့ရေယူသားစ조사ပြီးကိုချင်းစီရိုက်ကောင်းတာကြောင့်သူ့ကိုလူချစ်လူခင်ပေါ်ပါတယ်။တနေ့တော့အဖိုးကိုဟာနာမကျန်းဖြစ်ပြီးသူ့ဘဝရဲ့နောက်ဆုံးချိန်ကိုရောက်လာပြီဆိုတာသိလိုက်ရတယ်။အဲ့ဒါနဲ့သူ့သား၃ယောက်ကိုခေါ်ပြီးအငွေခွဲပေးလိုက်ပါတယ်။ตาအကြီးဆုံးကအင်ကိုအငွေရတယ်။ตาလက်ကနွားတကောင်ကိုအငွေရတယ်။ตาငယ်ဆုံးကတော့ပစိန်တလက်ကိုအငွေရပါတယ်။ဒါကအဖိုးကိုရဲ့ပိုင်ဆိုင်မှုအကုန်ပါပဲ။ ဒီလိုနဲ့အဖိုးကိုကွယ်လွန်သွားပြီးနှစ်တွေလဲကြာသွားခဲ့ပြီးတားကြီးအမွေရခဲ့တဲ့အိမ်ကဟောင်းသွန်းပျက်စီးလို့တားလက်အမွေရခဲ့တဲ့နွားကလည်းအသက်ကြီးတော့နှုတ်မထွက်တော့ဘူးတားငယ်အမွေရခဲ့တဲ့ပစိန်တလက်ပဲအကောင်အတိုင်းကြံခဲ့ပါဗါတယ်။တားငယ်ဆုံးကဒီပစိန်တလက်ကိုအားကိုးပြီးလက်သမားလုပ်တွေလုပ်တယ်သူ့အလုပ်မှာကြမ်းကြင်အောင်ကြိုးစားတယ်အလုပ်ကရရတဲ့ဝင်ငွေနဲ့ပတ်စံစုပြီးသူ့ကိုယ်ပိုင်အိမ်နဲ့နွားတကောင်ကိုဝယ်နိုင်ခဲ့ပါဗါတယ်။ အကုန်နှစ်ယောက်ကတော့သူတို့ညီငယ်ဆုံးအဆင်ပြေနေတာကိုပဲမြင်နေစူးစမ်းတာတွေကိုမမြင်ဘူးသူတို့စိတ်သေးတော့အဖိုးအိုကသားငယ်ဆုံးကို မျက်နှာသာပေးပြီးတန်ဖိုးအရှိဆုံးအငွေကို ပေးခဲ့ရဆိုပြီးမနာလိုဖြစ်တာပေါ့အဲ့ဒါနဲ့သူတို့ညီစီကနေပစိန်ကိုခိုးယူဖို့ကြံစီကြတယ်ဘာကျိုးဝက်ချက်တွေများရှိမလဲပေါ့ဒါပေမဲ့သူတို့လက်ထဲကိုပစိန်ရောက်လာလို့ညီမျိုးစုံနဲ့စမ်းသက်ကြည့်တော့ဘာမှမထူးခြားဘူးဒါဟာရိုးရိုးပစိန်တစ်လက်ပဲဖြစ်နေတယ်လေ တားငယ်ဆုံးကတော့သူ့အကိုတွေပစိန်ခိုးသွားမှန်းမသိပါဘူး။နောက်ပစိန်တလက်ပြန်ဝယ်ပြီးပျော်ပျော်ရွှင်ရွှင်သူ့အလုပ်တွေသူဆက်လုပ်နေပါတဲ့။ဒီတော့မှတားကြီးနဲ့တားလက်ကသဘောပေါက်သွားပါတော့တယ်။သူတို့ညီငယ်ဆုံးရခဲ့တဲ့တန်ဖိုးအရှိဆုံးအမွေဆိုတာပစိန်မဟုတ်ဘူး။ရိုးသားစူးစားတဲ့စိတ်နဲ့ကိုချင်းစရိုက်ဖြစ်နေတယ်ဆိုတာကိုပေါ့။ ပုံမြင်လေးကတော့ဒါပါပဲကျမတို့တွေဟာအောင်မြင်တဲ့သူတွေဆိုအားကြမိတက်ကြတယ်เนาะဒါပေမဲ့ဒီအောင်မြင်မှုရဲ့နောက်ွယ်ကစ조사အထုတ်ခဲ့ရမှုတွေကိုတော့မမြင်ပဲကြော်သွားတက်ကြပါဗျ။ဘဝမှာကိုယ့်ဘက်ကရိုးသားစွာစ조사နေသည်မြနောင်တဆိုတာရှိမှာမဟုတ်ပါဘူး။အောင်မြင်မှုအတွက်အလိုအဆုံးကနေချင်းမှုနဲ့စ조사မှုဖြစ်တယ်ဆိုတာကိုဒီပုံမြင်လေးကနေသင်ခန်းစာယူနိုင်ကြမယ်လို့မျှော်လင့်ပါတယ်ရှင်။ အခုလိုဘဝအတွက်အကျိုးရှိရာအသိပညာဗဟုသုတတွေခွန်အားဖြစ်ပွဲပုံမြင်လို့စောတွေကိုအော်အင်ဝမ်းမြန်မာ YouTube Channel လေးမှာဝင်ရောက်ကြည့်ရှုအားပေးလို့ရပါတယ်ရှင်